ော့စီတိုးတို့ပွဲနဲ့တည်းစီတိုးနဲ့ရဲလေးတွေနဲ့ပွဲအဲပွဲကတော်တော်သဘောကျပြဟုတ်အဲနေရာလုံးလည်းကောင်းပါတယ်စီတိုးကလည်းကီမီနယ်မှာတော့နေသူကစားသမားကောင်းများရဲလေးဆိုတာလည်းဒီကမ္ဘောဒီးယားမှာအဲ့လိုမျိုးဟိုဝိုင်းဝိုင်းချန်ပီယံရှစ်ကကစားသမားတွေပါလို့လဲထိုးပြတာဆိုတော့နေရာလုံးပွဲတော့တော်တော်လေးကြည့်လို့ကောင်းတယ်ဟုတ်အဲပွဲကကောင်းတယ်ဗျဒါပေမဲ့ကျွန်တော်တရားရောက်အဲ့လိုမျိုးအလဲထိုးနဲ့ပွဲပြောက်ရမယ်ထင်တာပါနော် something တစ်ခုခုပေါ်သေးမလားလဲထိုးနဲ့လဲထိုးမဟုတ်လဲကွဲရှုံတစ်ခုခုဆေးရှုံနဲ့တစ်ခုခုနဲ့ဖြစ်မယ်ထင်တယ်အဲတေးကြပါဟုတ် ဘလို့ခဏလေးဆိုတော့အရင်ပွဲလေလိုပါပဲဘလုံးကတော့အဲ့လိုမျိုးစိတ်ထဲမှာတကူတကိုက်တော့မရှိပါဘူးပေါ့ပုံခံရတော့မာကုံသားသမားပေါ့နော်မာကုံဒီကထားမယ်ပြီးရင်သူလက်သေးနဲ့လိုက်ထိုးမယ်ကိုရမန်ကျတော့တက်ကနစ်သားသမားပြသူကျတော့လည်းအဲ့လိုတက်ကနစ်ရမ်းကောင်းတယ်အော်ကိုရမန်လိုပဲတင်တယ်ပြသူကတလုံးတက်ပေါက်ပူဆုံးတယ်အဲပြီးတော့ပါဝါလည်းကောင်းတယ်စပီလည်းကောင်းတယ်ပြီးတော့တက်ကနစ်လည်းကောင်းတယ်ပါလဲပါနဲ့တက်ကစားသမားဆိုတော့သူ့ပဲနိုင်မယ်လို့ထင်တယ်ဗျဒီနေ့ပွဲလည်းသူ့ပဲနိုင်မယ်လို့အစားတော့ထင်တာဟိုဒီမှာ क्वे သွားသေးရယ်ကောင်းခိုင်းမှလည်းချက်လာမယ်အားနဲ့ क्वे ရှုံရှုံမိထင်တာဒါမဲ့ဟိုဘယ်လိုမလဲဆယ်ဝင်နဲ့ဆက်ကစားလို့ရဆိုလည်းဆက်ကစားတယ်ပေါ့ ကြိုက်ဆုံးကစားသမားဘူးလဲဆိုတော့ဟိုဟာစီတိုးပါကွ။ဘာကြောင့်လဲဆိုတော့သူကစားပုံနဲ့စုံနေကွ။သူသူကစားလည်းကြိုက်တယ်ပြီးတော့အေးအေးလေးပဲပြုံးပြုံးပြုံးနေကစားတယ်။ကျွန်တော်ကတော့သူအပြည့်စုံပါရန်ကုန်မှော်ပြရပါတော့ယူအကြကလကပါကျွန်တော်ကတော့ထွန်းမနိုင်ကောင်းပါတယ်ပြီးတော့ဝမ်းရှမ်းရှမ်းလည်းသူကတွားထုတ်နေကြဆိုတော့ အော်ဒီမြန်မာပြည်မှာအတွက်သူတော့အဲ့လောက်ကြီးတော့သူ level တန်းမှာဆိုရှင်ပေါ့အဲ့လောက်ကြီးဟိုသူနဲ့ရှင်ထွန်းနိုင်တဲ့သူမရှိလို့ကျွန်တော်ထင်တယ်။အမှတ်ရဆုံးပွဲကတော့အထုံးမနိုင်ပွဲပေါ့။တချက်ထဲနဲ့ဟိုအလဲထိုးွားနိုင်တာတော်တော်လေးကိုဖားတယ်ပေါ့နော်။ဟောရွှေရမန်နဲ့အောင်ခိုင်နဲ့ကလည်းကောင်းပါတယ်။ဒါပေမဲ့ဟိုအရက်အလုံးထဲကွာနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ပူတွက်သေးတော့ပဲကြာသွားတယ်ပေါ့။အကယ်၍သာအဲသူနှစ်ယောက်က level တန်းလောက်ဖြစ်မယ်ဆိုလို့ရှင်တော့အောင်ခိုင်ကအစည်းနဲ့အစည်းသေးရဒါမှမဟုတ်ရှင်တော့အနိုင်ရသွားမယ်လို့ထင်ပါတယ်။ ကျွန်တော်အောင်ဟိုင်အောင်အပေးချင်တယ်ပြောသူကအသေးကောင်းတယ်လောကဖိုက်တာတယောက်ဖြစ်တယ်ပေါ့နော်ရှာမန်တော့ကျွန်တော်တိတ်ပြီးတော့သဘောမကျဘူးပေါ့ဟုတ်ဟောကျွန်တော်မြင်ရတော့ဝေယဖြူပါဒီရှေ့တကောရာတွေလားဟာကလားလာကြည့်ပါနော်ကျွန်တော်မြင်ရတော့အရင်ကတော့ရာမန်နဲ့အောက်ခဲထုတ်ရပွဲကြောကြည့်ခဲ့ရတော့တေးကြပြင်ပဲအောက်ခဲတော့ဟာအောက်ခဲတော့အဲ့လိုတိတ်ပြီးတော့လက်ရမဟုတ်သေးဘူးဒါပေမဲ့ရာမန်တော့ပိုကြီးလက်ပြေကောင်းတယ်ဒါပေမဲ့ဒီပွဲမှာကျတော့အောက်ခဲကပိုးပြီးမှလာပြီးတော့ရာမန်ကလည်းကောင်းပါတယ်ဒါပေမဲ့နောက်ဆုံးတေးပဲကြခဲ့တော့နောက်ဆုံးအပေးကျွန်တော်တော့ ကျွန်တော်အမြင်မှာတော့အဲ့လိုလက်ရုံးရှင်တော့ဟိုဂျမန်တော့ပိုရတာပါတယ်ကျွန်တော်ထင်ရတော့နောက်တစ်ပွဲဖြစ်လာခင်တော့အောက်ခိုင်နိုင်မယ်လို့တွေးထားပါတယ်ဒီဒီပွဲလို့မှဆိုရင်တော့ကျွန်တော်ကြိုက်တော့အောက်ခိုင်ပဲအောက်ခိုင်လာရောက်အပ်ပြီးတာဟုတ်ကဲ့ တော်ကတော့ဟိုအမတ်တရားပွဲကတော့ကျွန်တော်ရဲလင်းဥပွဲပေါ့နော်အာကျွန်တော်ရဲလင်းဥပွဲကိုတော့ဟိုတော်တော်လေးဘယ်လိုပြောမလဲဟိုရဲလင်းဥပွဲကိုတော်တော်လေးအားရခဲ့တယ်ပေါ့ဗျာဘယ်လိုပြောမလဲရဲလင်းဥပွဲဆိုရင်ကျွန်တော်တို့ကပွဲဝိတ်နေကြာပြီပေါ့ဟိုဟာကျွန်တော်တို့သိထားတာရဲလင်းဥကဟိုဒီပွဲမှာဆိုရင်ပွဲလဲဝင်းနေတယ်ဒီပွဲမှာသူရှုံးမယ်လို့ကျွန်တော်တို့ကထင်ထားတာဒါမြေအခုကြတော့ဒီအကောင်ဆုံးဆွမ်းဆောင်ပေးနိုင်ခဲ့တယ်ဗောနော်အဲ့ဒါလေးကိုတော့ကျွန်တော်ရလင်းဝူကိုချီးကျူးပါတယ် အောက်ကနေရမယ်ဘွဲမှာတော့ကျွန်တော်ဟွာဟိုတော့လွယ်ကောင်းခံတော့အဲကျွန်တော်ဘယ်လိုပြောမလဲဟိုအားရတယ်ပေါ့သဘောရတယ်ပေါ့ဒီပြိုင်ပွဲဆိုတာတော့တယောက်ကချုံတယောက်ကနိုင်ပါမယ်လေဒါပေမဲ့အခုဒီလိုလေးတည်ရကြတယ်ဆိုတော့လေဒါကျွန်တော်ပြိဿတယောက်အနေနဲ့ကတော့ဟိုကျွန်တော်ပြိဿတယောက်အမြင်မှာတော့ဘယ်လိုလဲကောင်းကောင်းပါလေကျွန်တော်ကျွန်တော်အထင်ကတော့ အောင်ခန့်ရဲ့မာဂုံကိုတော့ကျွန်တော်ချီးကျူးပါတယ်ဟုတ်ယုံကြည်ပါတယ်ဟိုကစူးစမ်းမယ်ဆိုရင်တော့ပြတ်ပြတ်သားသားအဖြေတွေရနိုင်တယ်လို့ယုံကြည်ပါတယ်ဟုတ်ကျွန်တော်လည်းစီသူပါကျွန်တော်စမ်းကြောင်းမြို့နယ်လာကြည့်တာပါကျွန်တော်ပွဲတော်များကြည့်ရပါတယ်ဒီနေ့ပွဲတွေက professional ပွဲဆိုတော့ပွဲတော်များတော့စိတ်လျှောက်ဖို့ကောင်းပါတယ်ဟိုနိုင်ပွဲကတော့ကျွန်တော်နှစ်ပွဲသုံးပွဲလောက်တွေ့နှစ်ပွဲလောက်တွေ့တာပါနော်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးပွဲကတော့ကျွန်တော်လာအားပြီးတော့ရမ်းမြန်လာအားပြီးတာပါရမ်းမြန်တို့ပွဲပေါ့နော်ဟုတ်ပွဲကကြာပြီပေါ့နော်ဟိုကလေးပွဲရှိပြီဒါနဲ့ဆိုလို့ချင်းလေးပွဲမြောက်ပေါ့လေးပွဲမြောက်မှာသူတို့ ဟိုဟာတရေရလည်းပဲရတယ်ဒါပေမဲ့ကျွန်တော်တင်တာညမန်းတိုက်ခိုက်ကောင်းတယ်ဒါပေမဲ့ဟိုအောင်ခံရကြတော့မလွယ်ဘူးပြသူ့ဖြိုးဖို့ဆိုတာလေမာကွန်ကတော်တော်မြင့်တာကျွန်တော်ထိတာညမန်းတွဲလုံးနေအများကြီးဟိုဟာကွန်ခိုင်းကိုထိတယ်လေဒါပေမဲ့မလွယ်ဘူးမလွယ်ဘူးဆိုတာပြိုအောင်ဖြိုးဖို့ကြတော့လေခက်ခဲနေပြန်ပါတော့ဒါလည်းဆိုလေးတင်မြောက်ရှိပြီသူတို့တရေချသွားတာအပေါ်ကတော့ရသတော်ပေးပါတယ်အော်တရေချမလို့ထင်ထင်တယ်ကျွန်တော်ကတော့လူတွေကဘာလို့လဲဆိုတော့ဟိုဟိုအောင်ခံဖြူမလွယ်တော့ဘူးလေဟိုတို့ကသူတို့ပြောနေမှာနော် ဟိုကအရင်တပါဟိုကလည်းတပါရှိတယ်ရမန်ရမန်အနေနဲ့ကြောက်လဲ striking skill အရင်ကောင်းတယ်ဘယ်လိုခံစားရလဲဆိုတော့ဘယ်လိုမှတော့မနိုင်သွားတော့လဲဒါတမျိုးပုံပုံမှန်တိုင်းပဲပေါ့နော်နိုင်မှာပြူရမယ်ဆိုရင်တော့တခုပြောင်းလဲသွားအောင်မဟုတ်ဒါပေမဲ့ဒီပုံစံရလက်ကိုကျွန်တော်လက်ခံပါတယ်ကျွန်တော်ကတော့ရမန်ပဲနိုင်မယ်လို့ထင်တယ်ဗျဘာဘာလို့လဲဆိုတော့ဟိုဟိုရမန်မှာကျတော့သူကအသက်ငယ်သေးတယ်လေ practice ချိန်တွေအများကြီးလက်ရှိသေးတယ်အများကြီးလက်အနာကက်မှာအများကြီးရှိသေးတယ်အမျိုးရှိတယ်ကောင်ခိုင်းအနေနဲ့ကြောက်လဲ ကွန်ကန်နည်းနည်းဟိုဟာဟိုဟာဖြစ်ပြီတနေနည်းနည်းဟိုအသက်နည်းနည်းလေးဟိုဟာဖြစ်မယ်ထင်တော့နော်အဲ့တော့ဆိုတော့ဟိုနောက်ပိုင်းမှာကတော့ရာမန်အများကြီးမျောလင်လာတယ်ရာမန်ကမျောလင်လာတယ်ဒါပေမဲ့နောက်ထပ်တစ်ချိန်ထပ်ထိုးမယ်ဆိုလို့ရှိရင်တော့ရာမန်ကိုနိုင်သေးခြင်းတယ်ဒါပေမဲ့နိုင်မယ်လို့တော့မျောလင်ပါတယ်